အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တီအားလုံးမင်္ဂလာပါဒါကျွန်တော်တို့ခုနွေရာသီအပြောင်းရွှေ့ဈေးကွက်အတွင်းမှာဒါထိတ်တန့်ကစားမတွေအများကြီးရောင်းချသွားနိုင်ပွဲရှိတဲ့အချိန်မှာ AC Milan အသင်းကဒါလက်ရှိမှာပေါ့လေမနေ့ကဥရောပချန်ပီယံလိဘယ်လိုပြောမလဲဝင်ခွင့်ဒါရနိုင်မယ်ဥရောပပြိုင်ပွဲတွေဝင်ခွင့်ရနိုင်မယ်အခွင့်အရေးတွေအားလုံးကို Milan ကဆုံးရှုံးသွားတယ် အဲ့ဆုံးရှုံးသွားတဲ့နောက်ဆက်တွဲမှာ AC Milan အသင်းကအခုလက်ရှိနေထားရာသူတို့ရဲ့ကစားသမားတွေတော်တော်များများကိုဒါဒါလက်လွတ် ဆုံးရှုံးရတော့မယ့်အခြေအနေမျိုးနဲ့ရှင်ဆန်ရပြီ။ဆိုတော့ Milan ကမင်းညတော့ကဒါ Roma ကိုသူတို့3-1နဲ့ရှုံးလိုက်တယ်။ရှုံးလိုက်တဲ့ကြောင့်လက်ရှိ CDA မှာဒါ AC Milan ရဲ့ဥရောပအိမ်မက်တွေအဆုံးသတ်သွားတယ်။ AC Milan ကအခုဆိုရင်ကစားသမားတွေအများကြီးကို ဒါရောင်းချရမယ်အခြေအနေမျိုးရှိတယ်ကလပ်ဘက်ကကစားမသိဝယ်ဖို့တော်တော်လေးခက်သွားတယ်ဆိုတော့သူတို့ဘက်ကရောင်းရမယ်ကစားမရတယ်မှာအခု AC Milan တင်ကဥရောပ qualification မှာအဆုံးသတ်သွားတာပေါ့လေမင်းညာက CD မှာ Inter Milan နဲ့အမှားလျော်တယ် AC Milan ကလည်း Roma ပေါ့လေတကယ်တော့မင်းညာ Milan ကလပ်တင်နဲ့တင်နဲ့အဲဒီရောမအခြေဆိုင်ကလပ်တင်နဲ့တင်တို့အားပြိုင်ကြတဲ့အချိန်မှာ Milan က Roma ကိုရှုံးလိုက်တယ် ရောမလည်းဒါအခုလက်ရှိမှာချန်ပီယံလိဝင်ဝင်တူကသူတို့ကလည်းအသက်ဆက်တယ်ဆိုတော့ဒါဂျူဗန်တက်စ်က69ရောမက66လာဇီဝက65ဆိုတော့အဲ့သုံးသင်းကအဓိကအားပြိုင်နေရတဲ့အချိန်မှာဒါဘယ်လိုပြောမလဲဒါလက်ရှိနေထားရ AC Milan ကသူတို့ရှုံးသွားဒီလိုသာသူတို့မနေ့ကနိုင်လိုက်လို့ရှင်သူတို့ဒါ63ဆိုရင်သူတို့အတွက်မျောလင့်ချက်ရှိတယ်ဒါပေမဲ့ AC Milan ကအဲ့ဘွဲကိုသူတို့ရောမကို3-1နဲ့ရှုံးတော့သူတို့အသင်းရဲ့အဓိကကစားမားတွေတဲက Riders Manchester City ကပထမချိန်တန်း90လောက်ကမ်းလှမ်းပြီးပြီး City က80လောက်နဲ့ဒါခွေဖို့ကြိုးပမ်းနေတယ်အဲ့ဒီမှာ Rafael Leao တန်185တန်းရိုချီစာချုပ်ရှိတယ်။ဒီစားမကလူရတီမှာလမ်းကွဲဖို့ပြင်ဆင်နေတဲ့ Barcelona ရဲ့ project ကိုကြိုက်တယ်ပါညာတဲ့အတန်ထွက်နေသလိုတစ်ဖက်က Chelsea တင်းကလည်းစိတ်ဝင်စားတယ်။နောက်တစ်ယောက်ကတော့ Theo Hernandez ပါဒီစားမက ဒါစာချုပ်တစ်နှစ်ပဲကျန်နေဒါလက်ရှိမှာအသက်29လောက်ရှိပြီးတော့လက်ရှိကမ္ဘာအကောင်းဆုံးဒါဒါဖူဘတ်တယောက်ဖြစ်ပြီးတော့ဒီကစားမားကိုလည်းလူချင်းတဲ့အသိတွေအများကြီးရှိတယ်သူကိုယ်တိုင်ရဲမတွေ့ကိုပြောင်းချင်လို့ offer ပေးပေမဲ့မတွေ့ကသူ့ပြန်မခေါ်ဖို့ဆုံးဖြတ်ထားတယ်နောက်တစ်ယောက်ကတော့ Christian Pulisic ဒါ AC Milan အသင်းမှာ Chelsea ကပြောင်းလာပြီးခဲ့တာတကယ်ကိုအားကိုးရတဲ့ကစားမဖြစ်ပြီးတော့ Pulisic ကလည်းလက်ရှိမှာအသင်းကထွက်ဖို့ပြင်နေတယ်နောက်တစ်ယောက်က Santiago Jimenez ီဇန်နဝါရီကာလမှာဒီ AC Milan ကိုရောက်လာပြီးတော့မှတော်တော်လေးကောင်းတဲ့ခြေစွမ်းမျိုးပြထားတယ်အဓိကကမီလန်မှာဝင်မရှိဘူးအီတလီကလပ်တွေကဥရောပချန်ပီယံလိဝင်ခွင့်မဖြစ်ဘူးဥရောပပြိုင်ပွဲတစ်ခုခုမဝင်ရင်သူတို့မှာဝင်ကြီးတော်တော်ခတ်သွားတယ်အဲအဲ့အချိန်မှာအင်တာမီလန်အသင်းကချန်ပီယံလိဖိုင်နယ်ရောက်တဲ့အချိန်မှာ AC Milan ကတော်တော်လေးဆူဆူဝေါ်ကဖြစ်တာတယ်ကျွန်တော်မှတ်မှတ်ရရမီတာမီလန်က AC Milan က2000နဲ့ဟိုကတော့ချန်ပီယံလိ CB ဖိုင်နယ်သူတို့တတ်တယ်အင်တာမီလန်ကိုရှုံးပြီးတော့သူတို့ ဒါစင်မီကလှည့်ပြန်ပြီးတော့အဲ Inter ကဖိုင်နယ်မှာ Man City ကိုရှုံးသွားတာဆိုတော့အခု ရိုက်ဒါစ်ကိုမန်ချက်စတာစီးတီးရနိုင်တယ်သူကတော့80လောက်ထိတတ်မှတ်ထားတယ်ရာဖီယယ်လည်းရောက185တန်းနည်းနည်းတော့များတယ်ဒါပေမဲ့အသက်22နှစ်ရှိပြီးထေယိုဟန်နန်ဒက်စ်က28နှစ်ကိုတန်း30လောက်နဲ့ရနိုင်တယ်ဒါကျွန်တော်တို့ဆိုအဲ့ဘဲတောင်ပန်တို့ကအတက်ကြီးအသေးဆိုရင်အဲ့ကစားမောက်ကိုလိုချင်တယ်ဗျာအမှန်တိုင်းပြောတာခရစ်ရှန်ဖျူလစ်ကတော့ကျွန်တော်ပရီးမီယာလိမှာတွေ့ပြီးပြီသူ့ရေးသွင်းကို injury အများဖြစ်ပေမဲ့စီးရီးမှာတော့သူတော်တော်လေးအားကိုးရတယ်ဆန်တီယာဂိုဟီမီနက်စ်ကလည်းတော့ surprise ပဲ ဒီစားမရဲ့အရေးသွေးခုနောက်ပိုင်းမှာနီးပြားကယိုဗစ်ကိုပြန်ပြန်သုံးနေတယ်မီလန်ကလည်းခုဒီပွဲပြီးတာနဲ့ခုသူကနီးပြားဆန်ဂျူကိုဆေစာနဲ့ထွက်ပါဆိုတော့သူတို့ကကိုပါအီတလီယားလည်းဟိုတနေ့ကသူတို့ကရှုံးသွားတာဘလုံးညာရှုံးပြီးချိန်မှာခုဒီနေ့ထပ်ရှုံးလိုက်တဲ့အတွက်ကြောင့်သူတို့ရာသီကအကုန်လုံးလေးချက်တွေအဆုံးသတ်သွားတယ်ဆိုတော့ AC Milan ရဲ့စားမရဲ့ဘယ်သူကိုလိုချင်ကြလဲ Riders Rafael Leao Theo Hernandez ရစ်ရှန်ဖျူလစ်စ်နဲ့ဆန်တီယာဂိုဟီမီနက်စ်ဒီ9ရောက်ဆန်တီယာဂိုဟီမီနက်စ်က9တန်းလောက်9တန်း50လောက်ဖြစ်နေပြီးတော့ဖျူလစ်စ်ကတော့30လောက်ရှိနိုင်တယ်ဟန်နန်ဒက်စ်ကတန်း30ရာဖီယယ်လယောက185တန်းနဲ့ဒါရိုက်တာကတန်း90မီလန်ကရောင်းရဖို့ရှိနေပါတယ်အားလုံးကြည့်ကြပါလေ